3100တန်း Maserati Quattroporte 3600တန်း Audi A8 3100တန်း Sorci Beji Mercedes SLK 350 3160တန်းဖပြုတ်92သိန်းတန်း Crown 1004တွေကိုဒီဗီဒီယိုထဲမှာဖော်ပြပေးထားပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းဒူဒေတာလေး မိုင်းလာမြို့မှာရောက်ရှိနေရပဲဖြစ်ပါတယ်။ပြိုင်ကားတွေလည်းရှိတယ်။ကျွန်တော် luxury ကားတွေလည်းရှိတယ်။ငုံမှမြင်တွေ့နေကြဖပြုတ်တို့ Alpha တို့ Crown 1004တို့အများကြီးရှိတယ်။ဒီနေ့ဗီဒီယိုကတော့ကားတွေရဲ့အကြောင်းထက်ဒီမှာရောင်းနေတဲ့ကားဈေးနှုန်းတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြအောင်ပါဖြစ်ပါတယ်။မစရာဒီကွာဒရိုပူတေးလို့ခေါ်တဲ့ 2015ဒီကဒီမှာရောင်းတာ3100မပြည့်ဘူးခင်ဗျကျွန်တော်အသာတော့မှန်လားမမှန်လားတော့ကျွန်တော်အီတလီမရောက်ဘူးတော့ကျွန်တော်လည်းမသိဘူးတကယ်ပြန်ကစစ်စစ်ကြီးတွေဒါကြီးတွေကလုံးဝ GT line တွေပေါ့နော်2015ရုပ်တွေရောဘာတွေရောလုံးဝလန်ထွက်နေတာပေါ့နော်ဒီဘက်ကြည့်အောင်ရုပ်ရှင်ထဲမှာပဲခဏခဏမြင်ဘူးနေကြကားပေါ့နော် all the series တွေက A8 ဖြစ်ပါတယ်3600မပြည့်အော်ဇန်14ဖြစ်တယ်နံပါတ်တွေပါတော့မယူရသေးဘူး on diesel နဲ့ဗျာမြစဉ်းစားကြည့်လိုက်ပိန်း6ပါမပြည့်တဲ့ဈေးနဲ့စီးရမှာဒါပေမဲ့ဒီကိုလာပါတော့ရအောင်ရန်ကုန်မှာဆိုတော့မဖြစ်နိုင်ဘူးเนาะ Mercedes SLK 350ကျန်ကုန်မှာဆိုလုံးဝစော်ကြည့်ဘဲကြည့်ကားဖြစ်မဲ့ကားတွေဒီကားဟောဘယ်လောက်တည်းလဲသိနေရဆုံးဆုံးပဲရှိဒီကားကိုသိနေရဆုံးဆုံးပဲရှိစဉ်းစားတော့ကြည့်လိုက်မိုးတွေပါဖွင့်လို့ရဝယ်ပြီးတော့တဲ့ဝါလို့ရတဲ့ကောင်းပါပဲเนาะဒီမှာဆိုတော့ဒါကျွန်တော်တို့ဒီမှာမြင်တွေ့နေကြကားတွေပါပဲဒီဖားလေးကတော့အဲ့ပေါ် condition ဒီပိုင်းနည်းနည်းတော့ရော့တာပေါ့နော်ဒီဖျော့က160เนาะနောက်က ratio ပါ super charge ကိုကြည့်လိုက်တွေးလိုက်တာနဲ့တော့အရန်လိုချင်စရာလေးရှိတယ်ဖုန်တက်နေတာကလွယ်လို့ဒီက140ပဲရှိတယ် ောက်ထပ်ဝမ်းသာစရာနောက်တစ်ခုရှိတယ်ထပ်ပြအောင်ပါဥပမာကျွန်တော်တို့ဒီမှာမြင်တွေ့နေကြကားတွေပဲဒီမှာကြည့်လိုက် ground တောင်တန်ဖိုးတွေဒီမှာအရှိရနစီကတော့ဒါ condition နည်းနည်းကြာနေတာပေါ့နော်တိုက်ထားလို့အတူဟိုစေးတွေပါပြန်မှုတ်ထားတာဒီညာတွေကဒီညာတွေဆိုသိတာပေါ့ဒီကားနစီကဘယ်လောက်လုပ်တယ်62သိန်းပဲရှိတယ်သူ့အနောက်မှာနည်းနည်း condition ကောင်းတာရှိတယ် license မယူရသေးဘူးပေါ့ဗျာသူတို့ဒီမှာမစီးရသေးဘူးဆိုတဲ့သဘောပေါ့ဒီကားနစီက140ရှိတယ်စဉ်းစားစဉ်းစားကြည့်လိုက်ဒီကားဆို athlete ဒီက restaurant ဒီ restaurant မှာလည်းဒီမှာတိုက်တာဒီ athlete မှာလည်းဒီမှာတိုက်တာတပုံစံနဲ့တော့တိုက်တာ ဒီ showroom ထဲမှာဈေးရောကားရောအကျိတ်ဆုံးကားတစ်စီးရှိအဲ့ဒါပါလဲဆိုတော့ဆိုရာတော့ရန်ကုန်မှာဆိုပြဒီကားတင်သွင်းဖို့အရန်ခတ်သွားပြီတော်တော်များများကြိုက်ရပါကျွန်တော်ကအစအရန်ကြိုက်တဲ့ကားထဲမှာဒီကားတစ်စီးပါတယ်နော်တင်းတရား60ဆိုဒီကားစီးလို့ရပျော်စရာကြီးရဒီမှာတော့ပြောင်းပြီးတော့လာနေရမလို့တော့ဖြစ်နေဒါပေမဲ့ဒီရောင်တော့မကြိုက်ဘူးနော်ကျွန်တော်အနေနဲ့ပါဒီရောင်ဒီရောင်စီးလိုက်လို့ရှိရင်ကဲပဲကဲပဲဖြစ်သွားအာပြောကြတယ်အလုံးပြီးတဲ့ FF 1007လေးပါ။ဂျန်ကောင်ကဈေးကတော့ဒါကားအကြောင်းစိတ်ဝင်စားတဲ့လူတွေတော်တော်များတိရယ်3.0ဖြစ်တယ်။ MZG ရောမဖြစ်ဘူးပေါ့နော်။ရှမ်ဝိုင်းအနေနဲ့ဒါမဲ့သူက5.1ဖြစ်တယ်ပေါ့နော်။တိန်းတရား30ပဲရှိတယ်။နည်းနည်းပေါ်ပါတော့နော်ဒါနှစ်သုံးမှန်ရင်တော့ဒါချူရမကင်းဘူးပေါ့။ဒီလိုပဲပြောရမှာပေါ့။သူအမြင်နဲ့ရောက်လာတာကြာကြပြင်းပြက်မရောဂျန်ကောင်မှာဆိုလို့ပါဗျာ။ဒါမျိုးတွေက AC ဖြွှွှတ်သူပျောက်သွားပြီ။နောက်ဖုံးမော်တာဖြစ်တယ်။အော်မဖြစ်ဘူး။ FF ပါပဲ။တွေ့ထူးတော့ပြောစရာမရှိဘူး။အလဲရှောက်လန်းနဲ့။ပြေးကြည့်လိုက်နော်။ မော်တာမဖြစ်ပေမဲ့ဆွဲကတ်လေးများဖြစ်မှာလို့ဆွဲကတ်တော့ဖြစ်ချုပ်အနေနဲ့ပြောရမယ်ဆိုတော့ဗျာဒီမှာကတော့ကားစီးရမယ်ဆိုရင်အရန်တန်တယ်သိန်း၂၀၀လောက်ရှိရင်ကားကောင်းကောင်းစီးလို့ရတယ်ဒီရှိရ၂စီးဆိုလို့ရှိရင်သိန်း၉၀လောက်နဲ့စီးလို့ရတယ်၁၅၀လောက်ဆိုရင်ဒါကောင်းကောင်းရနိုင်လိုင်စင်ကလည်း၆သိန်း၁၀သိန်းအဲ့ဝင်းကျင်လောက်ပဲရှိမိုင်လာမှာတော့ဒါကားတွေကတော့တို့ရန်ကုန်လိုင်စင်ပြီးမြန်မာပြည်ဘက်ကလိုင်စင်နေမဟုတ်ဘူးသူက SR4 လိုင်စင်ပဲဖြစ်တာဖြစ်တယ်ဆိုတော့ဒီ special region 4ထဲမှာသူကြိုက်တော့သွားလို့ရတယ်။ကျိုင်းတုံနေပါရောသွားလို့မရဘူးပေါ့ဗျာ။သူ region ထဲမှာတော့အကုန်သွားလို့ရတယ်။ 100လောက်ဆိုရင် ground တောင်ဆောင်ဖူးစီလို့ရတယ်အဲ150 200ဆိုရင်ပြိုင်ကားတော့စီလို့ရပြိုင်ကားတော့မှအရှူဆောင်ပြိုင်ကားမဟုတ်ဘူး Essex ဆိုတာတို့စီလို့ရတော်တော်လေးသဘောကျအောင်ထောင်းတယ်ဒီမှာတော့ပြောင်းနေရမှာလို့ဖြစ်နေစီသွားအောင်